ပိုင်ပိုင်မင်္ဂလာပါမင်္ဂလာပါအဲကိုပိုင်ပိုင်အခုဘယ်နိုင်ငံကိုရောက်နေလဲခင်ဗျာကျွန်တော်အခုအမေရိက24 Aerostate 24မြို့မှာရောက်နေပါတယ်ကိုပိုင်ပိုင်ရဲ့ဇာတိကဘယ်ရလဲခင်ဗျာကျွန်တော်ရဲ့ဇာတိကကင်ပင်နယ်ကော့ကရိတ်မြို့ဖြစ်ပါတယ်ခရစ်တော်ဖျားကိုမသိခင်တုန်းကကိုပိုင်ပိုင်ဟာဘာဘာသားကိုကိုးခွယ်ခဲ့လဲဘယ်လိုအသက်တာရှိခဲ့လဲဆိုတာနည်းနည်းပြောပြပေးလို့ရမလားရပါတယ်ကျွန်တော်အရင်ကဘုရားဘာသာပါ ကျွန်တော်ကကျွန်တော်မိဘရှင်မျိုးအားလုံးလည်းဗုဒ္ဓဘာသာပါပဲကျွန်တော်အရင်အသက်တာကကျွန်တော်တရားတရားလည်းလောက်ခဲ့ပူပါသေးကျွန်တော်ဆိုးလည်းဆိုးခဲ့ပူပါသေးလို့ပဲကျွန်တော်မိဘရဲ့အုတ်ထင်းမှုအောင်တယ်ပေါ့နော်ကျွန်တော်ကောင်းမွန်စွာနဲ့လည်းကျွန်တော်စူးစမ်းပြီးအသက်ဆင်ပါတယ်ဒါပေမဲ့ခဏတာပါပဲကျွန်တော်တရား တရားဒီလဲကျွန်တော်လေ့လာပါတယ်တရားစခန်းလေးလဲကျွန်တော်ဝင်ဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုနဲ့ကျွန်တော်သက်ဆင်ခဲ့ပါတယ်ဒါပေမဲ့တရားတွေတိတော်လည်းပဲဒီမလွယ်ကူလာတဲ့လောကမှာကြောက်ရရာကောင်းတဲ့လောကမှာကျွန်တော်တရားဒီတရားအဖြစ်ဒီလောကကတကယ်ကြောက်ရရာမကောင်းဘူးဆိုတာကိုလည်းကျွန်တော်ကောင်းကောင်းလေးကိုသိရှိခဲ့ပါတယ် ဟုတ်ကဲ့ကိုပိုင်ပိုင်ကဒီကိုရင်တို့ဖုံးကြီးတော့ဝတ်ဖူသေးလားကျွန်တော်ကိုရင်လည်းဝတ်ဖူပါတယ်ဖုံးကြီးလည်းဝတ်ဖူပါတယ်ဖုံးကြီးဘွားနဲ့လည်းကျွန်တော်တရားစခန်းနေပဇင်းပေါ့နော်ဥပဇင်းဘွားနဲ့လည်းကျွန်တော်တရားစခန်းနေနှစ်ခါသုံးခါလောက်ဝင်ဖြစ်ပါတယ်ကိုရင်ဘွားနဲ့လည်းကျွန်တော်နှစ်ခါလောက်ဝင်ဖြစ်ပါတယ်အမ်ဘယ်နဝါလောက်ကျွန်တော်တော့ခဏပါပဲသုံးလပတ်ပါပဲအော်ဟုတ်ကဲ့သုံးလပတ်အတင်းမှာကျွန်တော်လည်း၅ရက်စခန်းတရားစခန်း ဆယ်ရက်ပြစခန်းနေဝင်ဖြစ်ပါတယ်။အဲ့ဒီမြန်မာပြည်မှာနေတုန်းကကိုပိုင်ပိုင်ကယေရှုခရစ်တော်အကြောင်းကြားဘူးလား။ကျွန်တော်ကြားဥပါတယ်အနေငယ်တော့ကြားဥပါတယ်။ယေရှုဖျားကလူကိုကယ်တင်တဲ့ဖျားဆိုတာလည်းကျွန်တော်အနေငယ်ကြားပူနာဝသိခဲ့ပါတယ်။ဟုတ်ကဲ့အဲ့တုန်းကဒီခရစ်ယာန်ဘာသာယေရှုခရစ်တော်ဖျားကိုဘယ်လိုသဘောထားခဲ့ဘူးလဲ။အဲ့ဒီတုန်းကကျွန်တော်ကဒီဖျားကမဖြစ်နိုင်ဘူးပေါ့နော်။ ီဖျားကတကယ်ဖျားဖျားမဟုတ်ဘူးလို့ပဲကျွန်တော်လည်းယုံတယ်ချင်ခဲ့တယ်ကျွန်တော်ကျွန်တော်ဒီဖျားကိုလည်းဖျားနဲ့အတူတူယုံကြည်သူတွေကိုလည်းကျွန်တော်နောက်ွယ်မှာပေါ့နော်နောက်ွယ်မှာကျွန်တော်ဘယ်ကြောင့်လဲမင်းငေါခဲ့ဘူးတဲ့ဒါမှအထင်သေးခဲ့ဘူးရပါတော့သူတို့သူတို့ရဲ့လွဲမားတဲ့လွဲမားတဲ့အယူဝါဒအလိုပဲကျွန်တော်ချိန်ခဲ့တယ်ဟုတ်ကဲ့ ခုမိသားစုတွေမိဘတွေအားလုံးကဗုဒ္ဓဘာသာပဲเนาะဟုတ်တယ်အားလုံးကကျွန်တော်မိဘတွေအားလုံးကတော့ဗုဒ္ဓဘာသာပါပဲဟုတ်ကဲ့ဒါနဲ့သခင်ယေရှုခရစ်တော်ကိုဘယ်မှာသိခဲ့လဲမြန်မာပြည်မှာလားနိုင်ငံခြားရောက်တဲ့အချိန်မှာမှသိတာလားကျွန်တော်မြန်မာပြည်မှာတော့နည်းနည်းတော့သိခဲ့ပေမဲ့ကျွန်တော် game site ပါဘူးကျွန်တော်မြန်မာပြည်ကနေထွက်လာတော့မလေးရှားကိုထွက်လာခဲ့ပါတယ်မလေးရှားမှာကျွန်တော်ရောက်တော့ ျွန်တော်ယေရှုခရစ်ကိုအရိယာနေစပြီးတီးခဲ့ပါတယ်။အော်ဟုတ်ကဲ့ဘသူကစပြောပြလဲ။ဖခင်เจ้าခေါ်သွားရင်းနဲ့တီးတာလားဘယ်လိုလုပ်ကြည့်လဲ။အင်းဖခင်เจ้าသွားရင်းနဲ့တီးပါတယ်။ကျွန်တော်ဒီနေ့ဖခင်เจ้าမှသွားလဲတဲ့သဘောပေါ့။တငယ်ချင်းတင်နဲ့အခုညီမပြီမှာတော့လည်းဖခင်เจ้าခဏခဏရောက်ဘူးပါတယ်။အဲ့လိုပဲပြောပြောမလား။ဘောဒါဘောဒါကနာပေါ့အဲ့လိုမျိုးတွေရောက်ဖြစ်သွားရင်းနဲ့ကျွန်တော်နားထောင်တဲ့အခါမှာဒီနေ့ကျွန်တော်ခရစ်တော်ရဲ့တရားခရစ်တော်ရဲ့ ဖျားကဘယ်လိုဖျားမျိုးလဲဆိုတော့ကျွန်တော်နည်းငယ်သိရှိခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်နားထောင်လိုက်တဲ့အခါမှာဒွန်ဒွန်ဆိုတာလဲကျွန်တော်သိရှိရဒွန်ဆိုတာအဖြူစီးအမဲစီးတယ်လို့အဲ့လိုပါပဲအနေစာရှင်သာဝရရှိတယ်ဆိုတော့ကျွန်တော်အဲ့ရင်အစင်တိသိရှိခဲ့တယ်အဲ့လိုမျိုးသိရှိတဲ့အချိန်မှာကျွန်တော်အထဲကနှလုံးသားနဲ့အထဲကအရန်ကိုလှောက်ရှားလာပြီးတော့မှကျွန်တော်ပို့ပြီးတော့သိချင်တာပဲဘောတော့ဒီတရား ခရစ်တော်ရဲ့တရားတော်ခရစ်တော်ဝိညာဉ်တော်ဆင်တော်ဝိညာဉ်တော်အလုံးလုံးချင်းနဲ့ကျွန်တော်များစွာခံစားရတယ်။ဒီနေ့ဖျားရဲ့ဖျားเจ้าမှာထူးခြားတာတစ်ခုကအားလုံးကမြို့အားလုံးကခရစ်ယာန်ရဲ့ယုံကြည်သူကျွန်တော်ကြည့်တာကျွန်တော်တယောက်ပဲပေါ်တော့တာပါတယ်။ဒါပေမဲ့ကျွန်တော်တချင်းဆိုတော့ဝိညာဉ်တော်ဖျားအလုံးလုံးတဲ့အခါမှာကျွန်တော်အတွင်းထဲမှာမခံနိုင်ဘူး။ကျွန်တော်ချင်းကိုပြချီမွန်ရင်းနဲ့ကျွန်တော်မှအလိုလိုနေနေနေရေးကြောက် ဘာကြောက်လဲဘာကြောက်လဲနားမလည်နိုင်ဖြစ်ဖြစ်ခဲ့ရတယ်။အဲ့ဒါကြောင့်အဲ့လိုမျိုးလေးတွေကျွန်တော်မှခံစားလာခဲ့ရတယ်เนาะ။ဟုတ်ကဲ့ဟုတ်ကဲ့။အဲခရစ်တော်ဘုရားကိုကယ်တင်ရှင်အဖြစ်ဘယ်ဘယ်နေ့ဘယ်အချိန်မှာစပြီးတော့လက်ခံဖြစ်သွားလဲ။ဘယ်ကြမ်းဆက်အဖြစ်ကျွန်တော်ကအရင်ဆုံးအဲ့ဒီမလေးစာမှတ်နေတော့ကျွန်တော်ဘုရားကြောင့်သွားတဲ့အခါမှာအာ ဲ့ဒီမျိုးအနိစ္စရှင်သာဝရစီတယ်ဆိုတော့အဲ့ဒီစကားလေးတစ်ခွန်းကကျွန်တော်ကျွန်တော်အတွက်တော့လမ်းဖြစ်စေခဲ့ပါအလင်းဖြစ်စေခဲ့ပါအဲ့ဒီကျွန်တော်ပို့သိချင်တာတဲ့အတွက်ကြောင့်ကျွန်တော်တရားပို့နာဖြစ်ပါတယ်ခရစ်တော်ရဲ့တမန်တရားစံစာတင်စံစာတင်စီတော့ကျွန်တော်တရေသွားတဲ့အခါမှာကျွန်တော်နည်းငယ်သဘောပေါက်လာခဲ့ပါတယ်ဘုရားသခင်က ယေရှုဖျားကကျွန်တော်တို့လူသားအားလုံးရဲ့အပြစ်တွေကိုသူကလာပြီးတော့မှကယ်တင်ခြင်းဖြစ်ပါတယ်အပြစ်သားတွေသွားပေါ့နော်အဲဒီချိန်မှာကျွန်တော်ကတကယ်တော့တမန်တော်နဲ့ပြန်ဖွင့်ပြလိုက်တဲ့အခါမှာကျွန်တော်ကတကယ်ပြစ်သားပြောက်ပါကိုချင်းတရားပိုင်းမှတော့လောကဆက်ဆက်အေးရဘာမှကောင်းတဲ့လူပြောက်မဟုတ်ပါဘူးကျွန်တော်ကတကယ်အပြစ်ရှိတဲ့လူပြောက်ပါအဲဒါကြောင့်ခရစ်တော်ဘုရားကဒါမကယ်လို့ရှိရင် ကဲတင်တဲ့အဆင်ရှိလို့ရှိရင်ကျွန်တော်တို့လူသားတွေကနေစင်နဲ့အမြငရဲကိုသွားရမှာဖြစ်တဲ့ဆိုတာကျွန်တော်စမ်းစာတင်တဲ့နေ့ဆင်ကျွန်တော်အနေငယ် PC ရပါတယ် PC ခဲ့ပါတယ်အဲ့ဒီစပြီးတော့မှကျွန်တော်ဝင်ရင်တော့တိုးသိချင်းနဲ့ခံစားရတဲ့ကျွန်တော်ဘယ်လိုပြောမလဲနှစ်ချင်းနဲ့ခံချင်းနဲ့အဲ့တုန်းကဒါပေမဲ့ကျွန်တော်နေစမ်းမှမခံဖြစ်ခဲ့ပါဘူးကျွန်တော်အမေရိကကိုလာကနီးအချိန်ဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အခုကိုပိုင်ပိုင်သေးမယ်ဆိုရင်ကောင်းကင်နိုင်ငံတကယ်ရောက်မယ်လို့လုံးဝစိတ်ချနိုင်ပါစိတ်ချပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ယေရှုဖျားကကျွန်တော်ရဲ့အမခံချက်ပေးနိုင်တဲ့သာရဖျားဖြစ်လို့ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကတကယ်စစ်မှန်တဲ့ဖျားဖြစ်လို့ပဲဖြစ်တယ်။ဘာကြောင့်စစ်မှန်တဲ့ဖျားဖြစ်လဲလူတွေကပြောကြတယ်ဆရာတော်များလည်းပြောတယ်ယေရှုဖျားကခဲ့တဲ့ပိုင်ရှင်ဖျားဖြစ်တယ်သာရတတ်စင်တဲ့ဖျားဖြစ်တယ် ြောကြတယ်ပြောကြတယ်ဆိုပေမဲ့ကျွန်တော်ကပြောရလန်းမယုံတောက်တဲ့လူဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်တိချင်းတော့ကြောင့်ကျွန်တော်အချင်းချင်းမြည်ဆန်းခဲ့ပါတယ်။အဲ့လိုမြည်ဆန်းရင်းနဲ့မှကျွန်တော်ယေရှုဖျားကတကယ်တမလွန်ဘွားသက်အမခံချက်ပေးနိုင်တဲ့ဖျားဟုတ်မဟုတ်ကျွန်တော်စမ်းသပ်ပြီးတိစီရလို့ဒါကျွန်တော်ယုံကြည်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့အဲ့တော့အခုကိုပိုင်ပိုင်ကခရစ်တော်ကိုကျယ်တင်ရှင်ပြလက်ခံပြီးတော့ ဟိုပါတော့เนาะဒီဘာသာကြီးအရာတိတာမဟုတ်ပဲဒီဖရာအသက်ရှင်နေဆိုတာလက်တွေ့တကယ်မြေးဆန်းတဲ့သက်တွေရှိတာပေါ့เนาะသက်တွေရှိပါအခုတကယ်တည်ရင်ကောင်းကင်နိုင်ငံရောက်မယ်ဆိုတော့စိတ်ချမှုလည်းခံစားတာပေါ့เนาะခံစားရအောင်သက်ရှင်နေဖရာဖြစ်တဲ့အတွက်ဟုတ်တယ်ဆိုတော့အခုကယ်တင်ခြင်းမရသေးတဲ့သူတွေဥမာခရိယန်ခရစ်တော်ဖရာကိုပေါ့เนาะတခြားဘာသာနိုင်ငံခြားဘာသာလို့မြင်တဲ့သူတွေကိုဘယ်လိုပြောချင်မလဲဒီပုံပိုင်းအနေနဲ့အမ်ဟုတ်ကဲ့ကျွန်တော်လည်းအရင်တော့အဲ့လိုပဲထင်ခဲ့ပါတယ် ကျွန်တော်တို့နဲ့ကျွန်တော်နဲ့မဆိုင်ဘူးလို့ပဲကျွန်တော်ထင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်အိမ်မှာအဖြေသူကဖန်ဆင်းစင်ဖျားလည်းဖြစ်တယ်တနည်းအားဖြင့်လူသားအလုံးကိုဖန်ဆင်းတာမကဒီလောကကောင်းကင်မြင့်ကြီးစီတမတ်သက်စစ်တမဲ့အရာအလုံးကိုဖန်ဆင်းထားတဲ့ဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီအဲ့ဒီဘုရားဆင်အရာအလုံးကိုဖန်ဆင်းတာဘုရားဖြစ်တဲ့ဆိုတော့ကျွန်တော်အရင်ဆုံးပြောပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရဲ့ကျွန်တော်ကိုကျွန်တော်လိုချင်တဲ့အဖြေကလည်းကျန်းစာမှာကျွန်တော်တွေးဆခဲ့ပါတယ်ကျွန်တော်ဒီလိုချင်တဲ့အဖြေကကျွန်တော်မှာအရင်ကလူကဘယ်ဟာစဖြစ်တယ်လဲဆိုတာကိုကျွန်တော်အရင်သိချင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီသိချင်ခဲ့တဲ့အရာကကျွန်တော်တနေ့ကျန်းစာကိုတကယ်ဖတ်လိုက်တဲ့အခါမှာသာဝရဘုရားကအစအဦးနဲ့ရှိတယ်အစအဦးကလေးကရှိတဲ့ဘုရားဆိုတာကိုကျန်းစာမှာအတိအလင်းပေါ်ပြထားတယ်ဒီဘုရားကပဲကောင်းကင်ရဲ့မြေကျူဖန်ဆင်းရုံများမှာက လူသားလူသားတွေကိုလည်းမြေကြီးကနေပြီးတော့မှဖန်ဆင်းရဇီဝအတောက်ကိုမုတ်သွင်းခဲ့တာကိုလည်းကျွန်တော်ကျန်းစာအနေနဲ့ပြီးစီခဲ့ရတယ်ကျွန်တော်ရဲ့လိုချင်တဲ့အဖြစ်ကကျန်းစာအားဖြင့်ကျွန်တော်သိစီရတယ်အဲ့တစ်ချက်အားဖြင့်ကျွန်တော်လုံကြည်လက်ခံခဲ့တယ်ပြီးလို့ရှိရင်အသက်ရှင်တဲ့ကုညီမဆတဲ့ကဲတင်မဆတဲ့ဆိုတာကကျွန်တော်ဘလို့ယုံကြည်ခဲ့တယ်လဲဆိုတော့ကျွန်တော်ဒီအမေရိကလာဖို့ရန်တွက်လက်အချင်းချင်းကျွန်တော်ကြိုးစားတော့လည်းပဲခက်ခဲခဲ့တဲ့ခက်ခဲခဲ့တဲ့အရာတွေရှိခဲ့ပါတယ် အဲ့ဒီအခက်ခဲရတဲ့ကျွန်တော်အကြံကုန်ညံကုန်ဖြစ်တဲ့ကျွန်တော်ကျွန်တော်နောက်ဆုံးကျွန်တော်ကိုကျွန်တော်မအားကိုးနိုင်ဘူးသူများကိုလည်းအခုညီတောင်းလို့မရတဲ့အချိန်မှာသူဖျားကိုပဲကျွန်တော်ကိုးစားလိုက်အားကိုးလိုက်တဲ့အခါမှာသူဖျားကပြင်ဆင်တဲ့ချေချောမောမောနဲ့ဒီအမေရိကကိုပို့ဆောင်လာခဲ့တယ်အဲ့ဒီအတွက်အဲ့ဒီတက်သေးလေးတွေလည်းကျွန်တော်မှရှိပါတယ်အဲ့ကြောင့်မလို့ကိုပန်ပန်ကြည့်တဲ့ဖျားကိုလူတိုင်းလည်းမြည်ဆန်းကြည့်ဖို့ဟုတ်လားအားကိုးကြည့်ဖို့ဆူတောင်းကြည့်ဖို့လည်းကိုပန်ပန်အနေနဲ့ဆန္ဒရှိတာပေါ့နော်ရှိတယ်ကျွန်တော်အနေနဲ့ ထိုဖျားကတကယ်ပဲအသက်ဆင်းတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်လူကိုဖန်ဆင်းမဖန်ဆင်းဟိုလဲကျွန်တော်ဒီနှစ်အထဲမှာကျွန်တော်သိရှိခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နေမကောင်းအကြီးကျယ်နေမကောင်းဖြစ်တဲ့အချိန်မှာကျွန်တော်ဆေးကိုမိဝဲတယ်။ဖျားနိုင်ဆေးလိုတယ်။လူအမြင်ကတော့ဆေးတောက်တယ်။ဒါပေမဲ့ကျွန်တော်ကကျွန်တော်ကိုးကွယ်နေတဲ့ဖျားကသာရလူကိုဖန်ဆင်းတဲ့ဖျား ကျွန်တော်တို့လူသားတွေခွန်စင်နာနဲ့ဖရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကိုအရင်အုံးဆုံးအရင်တော့ကျွန်တော်ကိုကွယ်ကိုကွယ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီဖျားနာနေတဲ့အချိန်မှာကျွန်တော်ဖျားကိုခဏတာမေ့ခဲ့ပြီးတော့မှကျွန်တော်ရှေးကိုပဲအားကိုးပြီးတော့မှကျွန်တော်တောက်တုံးခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဖျားနာခြင်းကမပြောက်ခဲ့ဘူးကျွန်တော်ပြန်လဲပြီးတော့မှဖျားကို ပြန်လဲသတိရလျက်ကျွန်တော်ဖျားကိုပြန်ကူစားခဲ့တယ်ကိုရောကျွန်တော်ခန္ဓာစိတ်ဝိညာဉ်ပုံမှန်စလုံးကိုကိုရောဖျားသာဖန်ဆင်းတဲ့ကိုရောဖျားသာဖန်ဆင်းထားတဲ့ ဘုရားဖြစ်တယ်ကျွန်တော်ကိုရောပဲအာကိုမယ်ဒီဆေးကိုကျွန်တော်လုံးဝမတောက်တော့ဘူးဆိုပြီးတော့မှကျွန်တော်ဆေးကိုလုံးဝမတောက်ပဲကျွန်တော်ဘုရားကိုပဲဆုတောင်းရင်းနဲ့အဖြေစားလိုက်တဲ့အခါမှာဒီနာယောဂပျောက်ခြင်းအဖြစ်ကိုရောစင်ပြီးကျွန်တော်ကိုဖန်ဆင်းထားတဲ့လူသားတွေကိုဖန်ဆင်းထားတဲ့ဘုရားဆိုတာကိုကျွန်တော်လုံးဝယုံကြည်ခဲ့ပါစိတ်ချခဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုပါမန်ရဲ့တက်တူခံချက် အတွက်ကျေးဇူးတင်တယ်နော်ဘုံပိုင်းလည်းတားခင်ကောင်းပြီးပါစေအာမင်နောက်ကမှလည်းဘုရားလိုတော်နဲ့အညီ သာ၍အသက်ရှင်နိုင်ပါစေနော်ကျေးဇူးတင်ပါတယ်အာမင်